အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေကျွန်တော်ဒါစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ဗောနော်ဟုတ်တယ်ကျွန်တော်ဒီနေ့နေ့နဲ့မှာဒါ transfer news အကြောင်းညမပြောသွားပဲနဲ့လက်ရှိမှာဒါကျွန်တော်ဖြစ်ပြက်နေတဲ့အဖြစ်ပြက်တစ်ခုပေါ်မူတည်ပြီးတော့ဒါကျွန်တော် topic လေးတစ်ခုခင်ဗျားတို့ကိုဆွေးနွေးခြင်းနဲ့ဗောနော်အဲ့တော့ လက်ရှိမှာဒါစိတ်မကောင်းစရာပဲဒါကျွန်တော် Aston Villa အသင်းနေနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်ဝင်ငွေနဲ့ထွက်ငွေကြိုက်ဖို့အတွက်ပြောမစရာဘန်နာကြီးစီမင်းစီကဲနဲ့မညှိဖို့အတွက်ကစားသမားတွေထပ်မံပြီးတော့ရောင်းချရဖို့စီစဉ်သွားမှာဖြစ်တယ်အဲ့တော့ဒီနေ့မှာ Aston Villa အသင်းကဒါကျွန်တော် Quarter Final ထိလဲ Champion League ကိုတက်ခဲ့တဲ့အသင်းဖြစ်တယ်လက်ရှိမှာ Champion League ဝင်ဖို့အတွက်လည်းဒါကြိုးစားနေတဲ့အသင်းအသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပြည်သက်နေတဲ့ဒီနေရာမှာပောက်ကွဲတယ်အဲ့တော့ဒါအထူးသဖြင့်လက်ရှိမှာဒါကျွန်တော်ဘန်နာကြီးစီမင်းစီကဲကအသင်းငယ်ရင်းနဲ့ပတ်သက်လာပြီးဆိုရင်တကယ်ကိုဒါတော်တော်လေးကိုအခြေအနေဆိုးတဲ့ ဒါအခြေအနေမှာမြင်နေရှိအဲ့တော့ဒါကျွန်တော်ဘနိုင်းစီမစီကိန်းနဲ့ပတ်သက်ရင်အသင်းကြီးတွေကတော့ကျွန်တော်အမြဲတမ်းအသင်းငယ်တဲ့ဆိုင်တော့ကနှာတပြားတိုင်းနေတာပဲဒါပေမဲ့အသင်းကြီးလည်းဒီဘနိုင်းစီမစီကိန်းနေနဲ့ပတ်သက်ပြီးအမြဲတမ်းထိထိခိုက်ခိုက်ဖြစ်ခဲ့တယ်မှာလည်းအများကြီးရှိပါတယ်အဲ့တော့ဒါဒီဘနိုင်းစီမစီကိန်းမှာအဓိကနားလည်ရမှာ PSR နဲ့ဒါကျွန်တော် FFP နဲ့ကျွန်တော်တို့က APT ဒါကျွန်တော်တို့ transition rule တွေပဲအဲ့တော့ဒီ၃ခုကအဖြေကတော့ရှင်းတယ်ဒါကျွန်တော် FFB ဆိုရင် financial fair play ဒါကျွန်တော် PSR profit sustainable rule ပြီးနောက်ဆုံးတစ်ခုကဒါကျွန်တော် APD associate party transition ပေါ့နော်အဲ့ဒီ၃ခုအဓိကနားလည်ဖို့သိထားရအောင်အဲ့တော့ဒီ၃ခုခင်ဗျားတို့ဒါနားလည်အောင်နည်းနည်းလေးရှင်းပြရအောင် football business season အတိုင်းပေါ့နော်အဲ့တော့ဒါ FFB ကဒါ financial fair play ဆိုတာဒါကျွန်တော်တို့ banner ရေးရဒါကျွန်တော်ဘောလုံးသင်းနေကြမှာမျှတမှုရှိရေးအတွက်ဒါကျွန်တော်တို့ FFB အောက်ထဲကမှဒါကျွန်တော်တို့ PSR နဲ့ APD ကပြန်သွားတာဖြစ်တယ် FFB ကဒါကျွန်တော်တို့ banner ရေးတရား မြတ်တာမှုစီမင်းစီကံထိန်းသိမ်းရေးဆိုတဲ့ပုံစံမျိုးကြီးအောက်ကနေပြီးတော့ဒါအောက်မှာအများကြီးတော့ရှိတယ်အဓိကတော့ကျွန်တော်ခင်ဗျားနားလည်အောင် PSR နဲ့ဒါကျွန်တော် APD ပေါ့နော် PSR တော့အရေးကြီးဆုံးနားလည်အောင် Profit Sustainable Rule အသင်းအသင်းအနေနဲ့ဒါကျွန်တော်အမျက်ဆုံးမရှိဘဲနဲ့ run နေတယ်ဆိုရင်ဒါဘေးအသင်းအနေနဲ့မျှတမှုမရှိတဲ့သူခံစားရတဲ့အတွက်ကြောင့်မလို့ဒါအသင်းအသင်းနဲ့ဒါကျွန်တော်၃နှစ်အတွင်းမှာဒါကျွန်တော်115သန်းဒါမှမဟုတ်105သန်းလောက် social ပိုင်ခွင့်ရှိတယ်ဒီထက်ပိုပြီး social မယ်ဆိုရင်တော့ Premier League အသင်းအနေနဲ့ဒါကျွန်တော်တို့အာ တရားရင်ဆိုင်ရမှာပေါ့ဗျာတရားရင်ဆိုင်မှာအမှတ်တရရှော့ခံပြစ်ဒဏ်တွေပေးခံရမဲ့သဘောမှာပါပြောချင်တာကတခုနပေါ့လို့ပဲတချို့ဒါဟိုးရင်တော့ငါပေါ့နော်ဒါကျွန်တော်တို့ရူမန်တို့ဆ ਾਇ ရောက်လာခဲ့ခဲ့ဒါကျွန်တော် Manchester City အသင်းကိုဆ ਾਇ ရောက်လာတဲ့အချိန်မှာအသင်းအနေနဲ့ဒါကျွန်တော်အသင်းကရှုံးနေခဲ့ပေမဲ့အသင်းဘောလုံးအသင်းတင်းနေတာကျွန်တော်ဝင်ငွေတွေအများကြီးမြပါနေရှုံးနေခဲ့ပေမဲ့အသင်းကဒါကျွန်တော်တောက်လျှောက်ကစားသမားကောင်းတွေပဲအဲ့ဒါကဘယ်လိုမျိုးလဲအဲ့တော့ဒါကစားသမားကိုဝယ်တဲ့အနေထားမှာတော့ဒါကျွန်တော်အသင်းအနေနဲ့ပတ်စံမရှိဘဲနဲ့ကစားသမားဝယ်တယ်ဆိုတော့ဖြစ်နိုင်လားဆိုဖြစ်နိုင်ပါတယ်ဘာလို့ဆိုခုနပေါ့လို့ပဲအသင်းရဲ့ပိုင်ရှင်ကနောက်ကနေငွေကိုစိုက်ထုတ်ပေးနေတယ်ကျွန်တော်ဗျာအသင်းရဲ့ဝင်ငွေနဲ့ဒါကျွန်တော်တို့ သင်းကနေပြီးကစားသမားတွေဝယ်ခဲ့တာမဟုတ်ဘဲနဲ့အသင်းရဲ့ဒါပိုင်ရှင်ရဲ့ငွေတွေနဲ့အတူဒါကြောင့်အဲ့တော့တချို့ကြတယ်မာဟာအသင်းပိုင်ရှင်ရဲ့ငွေနဲ့ဒါအသင်းငွေနဲ့မတူလားဆိုမတူပါဘူးအသင်းကအသင်းကရတယ်ပြောမှဆိုခမရခမရဝတ်သားတူတူဆိုင်ပိုင်တယ်ပဲထားဝတ်သားတူတူဆိုင်ကနေပြီးခမရရတဲ့ဝင်ငွေနဲ့ခမရရဲ့ဝင်ငွေနဲ့မတူခမရရဲ့ဝင်ငွေမှာတခြားသောကုမ္ပဏီရဲ့ပတ်စံတီပါလို့ဝတ်သားတူတူဆိုင်ရဲ့ဝင်ငွေကဝတ်သားတူတူဆိုင်ရဲ့ဝင်ငွေပဲဖြစ်တယ်ဒါကြီးကိုခမရနားလေဘူးရေးကြည့်တယ်အဲ့တော့ဒီတိုင်းမစီမင်းစီကတော့ဘောလုံးအသင်းရဲ့ရတဲ့ဝင်ငွေနဲ့ပဲဘောလုံးအသင်းကိုဒါကျွန်တော်အလို့ချုံနားလေအောင်ပြောမယ်ဆိုရင်တော့ဘောလုံး ုံးအသင်းကရတဲ့ဝင်ဝင်နဲ့ဘောလုံးအသင်းကိုပဲပြန် run ရမယ်ဆိုတော့စီမင်းစီကန်ပုံစံမျိုးဒါကျွန်တော်တို့အဲပရီးမီးယားလိဂ်ကနေဒီနောက်ပိုင်းခုနှစ်တွေမှာတတ်မှတ်လိုက်တယ်။ APD Rue ကဒီဟာနဲ့ခက်ဆက်ဆင်မယ်ဒါကူမှဒါခုနကပေါ်လို့ပဲပို့ပြီးတော့တင်းကျပ်လိုက်တယ်ဆိုပဲ APD transition rule ကတော့ခုနကပြောသလိုကိုယ့်အသိန်းကိုကိုယ်စပွန်ဆာပေးရနေမှာကိုယ့်ရဲ့ company တွေကိုလည်းပတ်သက်ပြီးတော့စပွန်ဆာပေးလို့မရဘူးဆိုဆုံးမြတ်ချက်စီမစီကောက်လုပ်တယ်ပေါ့အဲ့တော့ဒါကျွန်တော်လွန်ခဲ့တဲ့နှစ်တွေတုန်းကဒါကျွန်တော်တို့ကိုယ့်အသိန်းကိုဒါကိုယ်ပိုင်ဆိုင်တဲ့ company ရဲ့30%ပါတဲ့ဒါ share ပါတဲ့ company နေနဲ့တော့စပွန်ဆာပေးပြီးအဲ့ထက်ကျော်တဲ့ percentage နဲ့စပွန်ဆာပေးလို့မရဘူးဒါနောက်ပိုင်းတော့တဖြည်းဖြည်းကျက်လာခဲ့တယ်အခုလက်ရှိဒါပို့ပြီးဆိုးသွားခဲ့တဲ့ Newcastle United အသိန်းကိုဒါကျွန်တော်တို့အဲ Premier League အဲဟိုဒီကစင်ယူနိုက်တက်တင်ကိုဆော်ဒီဝယ်လိုက်တဲ့အချိန်မှာပုံပြီးချက်သွားတယ်ကောလာဟာလာတဲ့10ရာခိုင်နှုန်းပေါ့နော်အဲ့တော့ခမားကလက်ရှိမှာတထေးတယောက်ဖြစ်တယ်ခမားကအခုလက်ရှိမှာကုမ္ပဏီတွေကိုရှယ်ယာတာကျွန်တော်အနည်းဆုံး10ရာခိုင်လက်လိုက်ထည့်ထားတယ်ဥပမာလက်ရှိမှာ sorry ဆိုပူဆိုးတယ်ပေါ့နော် sorry arabia လက်ရှိမှာဒါကျွန်တော်တို့အခုတရလောက်ညူကဆယ်ယူနိုက်တက်ကိုဝေထားတဲ့အသင်းပိုင်ရှင်ကဒါကျွန်တော်တို့သူတို့ရဲ့တနိုင်ငံလုံးရဲ့ဒါကျွန်တော်ဆပွန်ဆိုတနိုင်ငံလုံးရဲ့စီးပွားရေးထဲမှာဒါကျွန်တော်တို့10ပါ10ရာခိုင်လို့အဲ့တော့ထိုင်းမှာနေရလူဆိုသိလိမ့်မယ်ထိုင်းမှာရှိတဲ့စီးပွားရေးထဲမှာထိုင်းရဲ့ percentage တစ်ခုကိုဒါကျွန်တော်တို့ သူတို့ရဲ့ဘယင်ကိုဆက်သားရတယ်ဆိုတဲ့ပုံစံမျိုးတိုင်းပဲ sorry မိုက်ဒီတိုင်းပဲ sorry ရတာကျွန်တော်သူကတော့ပတ်စံရှိလို့တာ share ရေး like ဝင်ထားတာဆိုပုံမှန်ပဲပေါ့နော်အဲ့လိုပုံစံအဲ့တော့ sorry အနေနဲ့အခုလက်ရှိမှာသူက state ပိုင်ဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရဲ့ဒါ sponsor ပြန်ပေးမယ်ဆိုရင်သူတို့အနေနဲ့10%ထက်အောက်ရောက်တဲ့ company နဲ့မှ sponsor ပေးလို့ရမယ်ဆိုတော့တော်တော်လေးကို မဖြစ်နိုင်တဲ့နေထားပါဆိုတော့ဒါခုနကပြောလို့ပဲ sorry တထေးရတာကျွန်တော်အနည်းဆုံးကျွန်တော်တိကျလောက်15နဲ့20ရာခန့်ကျွန်တော်တို့ရတဲ့ company ဒီမှာအမြဲတမ်း share ရထားတယ်အဲ့တော့ပြဿနာအဲကြောင့်မို့ Newcastle United ကဒီနောက်ပိုင်းနှစ်တွေမှာဒါပထမတော့ငွေပုံစံမျိုးအများကြီးထည့်လို့ရတယ်ဆိုတော့တိုင်ရအောင်ပြခဲ့ပြီမယ်အခုလက်ရှိမှာ Newcastle United တဲ့တကယ်ကိုလူကောင်းတွေမဝယ်နိုင်တာကြာခဲ့ပြီပေါ့နော်ဒါပြစစချင်းမယ်ဆိုတော့လက်ရှိနေထားရတာပြဿနာကအဲ့ဒါပဲအဲ့တော့ခုနကဘန်နာရေးစီမင်းစီကန်ကလက်ရှိမှာအသင်းကြီးတွေတော့ဒါတော်တော်လေးကိုခြူချောင်းနေချာတော်တော်လေးကိုဒါကျွန်တော်တို့ တူပြောမယ်ဆိုရင်နည်းနည်းလေး refreshing ဖြစ်တယ်ပေါ့နော်ဥပမာလက်ရှိမှာ United အသင်းမျိုးပြော United အသင်းနဲ့လက်ရှိမှာဒါကျွန်တော်ငွေသုံးချင်နေဖြင်းဖြင်းလေးသူနဲ့ဒါ sponsor များများကိုယူလိုက် United လို့အသင်းမျိုးဖြစ်တဲ့ကြောင့် sponsor တွေကအခုလက်ရှိမှာ United ကိုလာထည့်မှာပဲ United ကဖိတ်ခေါ်လေးဒီ sponsor တွေကလာထည့်လေးလေးဥပမာလက်ရှိမှာ United လို့အသင်းမျိုးကဒါ international မှာငါဥပမာလက်ရှိမှာမြန်မာနိုင်ငံမှာ United လာတဲ့ဒါကျွန်တော်တို့အောက်က Brentford အသင်းလာတာနဲ့ဒါ sponsor ကြီးမျိုးလက်ရှိမှာ Brentford ကမြန်မာနိုင်ငံဘယ်လောက်လုပ်ပေးတယ်ပဲပြောပြောတကယ် United နဲ့ဒါကျွန်တော် Brentford နဲ့ခင်ဗျ sponsor ဘယ်လိုထည့်ကြမလဲဆို United ပဲ sponsor ထည့်ကြဒီတိုင်းပဲ fan base များတဲ့အသင်းက ကတော့ဒါကျွန်တော်ဝင်ငွေမြတ်ရဲ့အဲ့တော့ပြဿနာက FFP တို့ PSR တို့ APD တို့ရဲ့စီမင်းစည်းကမ်းကတကယ်တမ်း deep လောက်ကြည့်မယ်ဆိုတော့တော်တော်လေးအခြေအနေဆိုးရွားဆက်ရှိတယ်အဲ့ဒါကဘာကိုပြောချင်တာအဲ့တော့ financial စီမင်းစည်းကမ်းကအတူချုံတစ်လုံးနဲ့ပြောရမယ်ဆိုခမဝင်ငွေမြတ်ရရင်ထွက်ငွေမြတ်တုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုပို့ပြီးကြသွားတယ်အဲ့တော့ပြဿနာကအသင်းငယ်တွေကဒီမှာပြဿနာတက်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့တိုးတက်ဖို့ကြံနေတဲ့အသင်းတွေဟိုမှာလက်ရှိမှာ Northern Forest Aston Villa ဘုံမောက်ဒီလိုအသင်းမျိုးတွေဒါကျွန်တော်ဒီနှစ်မှာ ညူကာဆယ်ယူနိုက်တက်အသင်းနေနဲ့ဒါအခုလက်ရှိမှာဝင်ဝင်များများတိုးအောင်မလုပ်မယ်ပြဿနာပြသူ့ဟာသူပြည်တွင်းအောင်မြင်မှုမှာပြည်တွင်းရကြိုက်တလောက်ရှိတယ်ဆိုပေမဲ့ပြည်ပအောင်မြင်မှုကဒီအသင်းနေနဲ့အများကြီးမရှိဘူးဒါ international ရော commercial ဒါကျွန်တော်တို့ဒါစီးပွားရေးရအောင်မှာအောင်မြင်မှုအဲ့လောက်မရှိတဲ့အတွက်ကြောင့်အခုလက်ရှိမှာရှင်းရှင်းလေးပြောအောင်အခုလက်ရှိမှာအဆင့်15 16ဆက်ခွန်မှာပြေးနေတဲ့ Tottenham Hotspur အသင်းနဲ့ Manchester United အသင်းတွေ revenue share နဲ့ဒါကျွန်တော်တို့ရနေတဲ့ဝင်ငွေနဲ့အခုလက်ရှိအဆင့်3အဆင့်4အဆင့်5ဖြစ်လာနေတဲ့ Newcastle United တို့ဒါ Aston Villa အသင်းတို့ဒါ ခုဝင်လင်းပြောမယ်ဆိုလက်ရှိမှာဒါကျွန်တော် Aston Villa Newcastle United ဒါကျွန်တော်ဘုံမောက်တို့ရဲ့3သင်းပေါင်းတဲ့ဝင်ငွေ United တသင်းရဲ့ဒါကျွန်တော်တို့အဲ United တသင်းစာလောက်ပဲရှိအဲ့ဒါကပြဿနာဖြစ်လာတယ်အဲ့တော့ပြဿနာကဟုတ်တာပေါ့အသင်းကြီးတွေကိုလည်းသွားပလင်းလို့မရအသင်းကြီးရဲ့ဒါကိုတို့နည်းနှစ်တီအကြာကြီးတိဆောက်ထားခဲ့ပြီနှစ်တီအောင်မြင်မှုနဲ့ဒီနောက်ကအောင်မြင်မှုကလည်းအဲ့တော့ပြဿနာကဒီစီမင်းစီကန်ကဒီအသင်းနေအောင်မြင်ပြီးမှရှိလာတဲ့အတွက်ကြောင့်မို့နောက်ကနောက်ပေါက်ကောနောက်နောက်ပေါက်အသင်းတွေတော်တော်လေးကိုတိုင်ပါတယ်အဲ့တော့ Newcastle United အသင်းတွေအခုလက်ရှိမှာတကယ်တမ်းငွေသုံးမယ်ဆိုတော့ငွေပြရှာမယ်အဲ့တော့ Newcastle United အသင်းတွေဒီနှစ်ပိုင်းမှာ Carabao Cup လာရအောင်မြင်တယ်အဲ့တော့ လက်ရှိမှာခင်ဗျ international ဘက်မှာသွားကြည့်ကျွန်တော်တို့ဒါ new york ဆန်မျိုးစပါလူအသင်းမျိုးအနေနဲ့ဒါကျွန်တော်တို့ ထိုင်းတို့ဘောင်းမှာသွားနေစပါလူအင်ဂျီမျိုးတွေတဖြည်းဖြည်းဝတ်လာခဲ့အဲ့လိုမျိုး fan base ကြီး strong ဖြစ်လာပြီးတော့တမျိုးအခု Newcastle United တင်းနေ Okay ငါတို့က Champion League ဝင်ပြီဝင်ငွေရ Champion League ဝင်ငွေတွေကနေပြီးတော့ရတာမှတ်ပေးမယ်ရုပ်တန်လူငွေဝင်ငွေတွေကရတာမှတ်ပေးမယ်တကယ်တော့နင်းလားငါလားဟိဆိုတဲ့ commercial money မှာတော့အများကြီးကွာတယ်တမပါအဲ့တော့ပြဿနာကလက်ရှိမှာ FFP တို့ APD တို့ဒါကျွန်တော်ခုနကပြောလို့ပဲနာမည်ရှိတဲ့ဒါကျွန်တော်ခုနကနာမည်သုံးလုံးနဲ့ဒါ sim binary simian sigan တွေအသင်းငယ်တွေကိုတော်တော်လေးကိုလဲမျိုးတောင်းလုံးနေအ Northern Force ဆိုအသင်းမျိုးကိုကြည့်အောင် Northern Force ဆိုဒါကျွန်တော်တို့ဒါတစ်နှစ်တစ်နှစ်ကိုကြည့်လိုက်ရင်ဒါအသင်းနေနေအသင်းအလုံးအလုံး ုံကြီးပြင်ပြလဲနေကြတာကိုတွေ့ရတယ်မှာပေါ့အဲ့ဒါကလက်ရှိပြဿနာတွေပေါ့နော်အဲ့တော့ဒါဘန်ဒိုင်းစီမင်းစီကတ်နေနဲ့ပတ်သက်ရင်တော့ပရီးမီးယားလိချမှတ်ထားတဲ့ဘန်ဒိုင်းစီမင်းစီကတ်နေက အသင်းငယ်တွေအတွက်မဟုတ်ဘူးလို့ပဲကျွန်တော်အနေနဲ့မြင်နေတယ်မှာပါတယ်အသင်းကြီးတွေအတွက်ပဲအဓိကဒါကျွန်တော်တို့အသာရသွားတယ်အခုလက်ရှိမှာ Aston Villa အသင်းနဲ့အခုဒါ Champions League လဲဒါ Quarter Final လောက်ထိရောက်တယ်အခုလက်ရှိမှာလည်း Champions League ဝင်မှုတော့တာဆူနေတဲ့အသင်းသင်းတယ်လာမယ့်နှစ်မှာငွေသုံးဖို့ဆိုရင်တော့လူရောင်းရဖို့အခြေအနေရှိတယ်ဆိုတော့ဥစ္စာကတော်တော်လေးကိုဆိုးရွားတဲ့အခြေအနေတခုဖြစ်တယ် Newcastle လည်းဒီတိုင်းပဲလာမယ့်နေရာဒီမှာသူတို့အနေနဲ့လူဝယ်ဖို့ဆိုရင် Alexander Isak လိုတကယ် Star Player တစ်ယောက်လောက်ရောင်းရဖို့နေသားမှရှိတယ်ဘာကြောင့်လဲသူတို့အနေနဲ့အခုလက်ရှိမှာကျန်တဲ့အသင်းကြီးနဲ့ရှင်ဝင်ဝင်အဖြစ်တအားနေတဲ့ကြောင့်မို့ထွက်ငွေမှာအများကြီးသုံးလို့ပြပိုးပိုးပြီး ကြီးလာတာကဘာနဲ့တွက်တူလဲဆိုမြန်မာပြည်ရဲ့အခြေအနေနဲ့တူတယ်။ဒါရတဲ့လကကနဲပြီးတော့လက်ရှိမှာဒါကြကုန်စည်နှုန်းကတက်တယ်လို့ပဲ။ဒါကျွန်တော်တို့အိုဘောလုံးသစ်တွေနဲ့ပြန်ကြည့်ပြန်တော့လေဘောလုံးသစ်တွေအခုလက်ရှိမှာ commercial တို့ပါပတ်စံတွေရလာတာမှန်ပဲအခုလက်ရှိကစားသမားတွေရဲ့ဈေးတွေကလည်းအရင်တော့ကဗျာကစားသမားတယောက်ဝယ်မယ်ပေါင်15သန်းတန်း30ဆိုကစားသမားကောင်းကောင်းတယ်အခုလက်ရှိမှာ15သန်းဆိုတော့ United တောင်မရတော့တဲ့အခြေအနေတခုပြန်အဲ့တော့ ပရီးမီးယားလိဂ်ကချမှတ်ထားတဲ့စီမင်းစီကန်နေနဲ့လူဝဲရမယ်ဆိုရင်တော့ညူကာဆယ်တို့အက်စတန်ဗလာတို့ဘုံမောက်တို့အနေနဲ့အခုလက်ရှိလာမယ့်လူရသူမှာတော်တော်လေးကိုခက်ခဲမယ်ပြဿနာကရှီရင်ဆွဲလူကိုတော့ထိမ့်ဖို့အတွက်တော်တော်လေးကိုခက်ခဲမယ်နေထားမှာရှိတယ်အဲ့ဒါကလက်ရှိအခြေအနေဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီနေရာမှာမေးချင်တာကခင်ဗျားတို့အမြင်ကဘယ်လိုမြင်တာကအခုလက်ရှိဘန်နာရေးစီမင်းစီကန်နဲ့ပတ်သက်ပြီးတော့ အသင်းကြီးတွေက automatic fever ရနေပြီးတော့အသင်းငယ်တွေကထိခိုက်နေတယ်အဲ့တော့ခုနပြောဆိုပြအောင်မြင်ပြီးသားအသင်းကြီးတွေကသူတို့ကနှစ်ပေါင်းရာနဲ့ချီဒီအသင်းကိုဒါမွေးမြူဒီ brand ကိုမွေးမြူထားတဲ့အတွက်ကြောင့်မလို့ဒီလိုမစီမစီကအခုမှထလုတ်တယ်အခုမှပဲထနှစ်နှစ်တော့မဆိုအခုနောက်ပိုင်းမှထလုတ်တယ်အတွက်ကြောင့်မလို့အသင်းငယ်တွေနဲ့နာမှုရှိလားပြဘလို့မြင်လဲအောက်က comment တွေမှာလည်းညီကိုတို့ဆွေးနွေးပေးခဲ့ကြပါအောင်ဒီလောက်ပါပဲဘလုံးပတ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကိုညီတို့ရောက်ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4 ကြီးတွေ link လေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်တို့ကဝင်ကြည့်လို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာမြန်မြန်တမ်းဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပေးကျွန်တော်တို့ရေနောက်မှာ AACC တွေ့ကြရပါဘောအားလုံးမကြိုးတူပါနဲ့မြန်မြန် clip ပေးကြအောင်ဗျများများ clip မှာမြန်မြန်တမ်းဖြစ်ပါတယ်ဒီပါဗျာ